အားလုံးဝဲမေတ္တာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြမယ့်ခေါင်းစဉ်ကတော့2025ခုနှစ်6လပိုင်း2ရက်နေ့တုန်း The Statesman ဂျာနယ်တွင်စောင်းပါရှင်တင်စာရေးထားတဲ့အတိတ်ရဲ့ထက်ရာဒီနေ့ထိတမိမိခံစားနေရစေပီတိရှာကိုလိုနီစိုးမွေများဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလင်းပစတင်ပြီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးကြပါအောင်ခင်ဗျာကဘာပေါ်ရှိပြဿနာအလုံးဟာပီတိရှာတို့ရဲ့စီကနေစတယ်လို့ပြောလို့ရတယ် ပါကစ္စတန်အိန္ဒိယပြည်ထနာမှာလည်းဒီလိုပါပဲတရုတ်ပြည်မှာလည်းဒီလိုပါပဲအရှေ့လေပိုင်းကေတာတစ်လျှောက်လုံးမှာလည်းဒီလိုပါပဲစိုက်ပရက်စ်မှာလည်းဒီလိုပါပဲသူတို့ကနှစ်ပေါင်းနေရာလောက်အာဒါအရှိဆုံးအိမ်ပါရဖြစ်ခဲ့ကြတယ်ပြီးတော့ပရိပခါတွေကိုနေရာတိုင်းမှာခြံထားခဲ့ကြတယ်ဆိုပြီးစီးဝါးပြည်ရရှင်ဂျက်ဖာရီဆက်စ်ကဝိဖတ်သုံးသပ်ထားပါတယ်အမှန်တကယ်လဲပရိရှားကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံတွေဟာလူလိုက်ရရပြီးတာတော့ပရိပခါတွေနဲ့ ရှုပ်ထွေးပွေလင်နေပါတယ်။ဒါပြီးတူပီယိုထဲမှာအခုပါလက်စတိုင်းမှာဖြစ်နေတဲ့ကဆူကြီးနဲ့ပတ်သက်လို့လည်းခုလိုသုံးသပ်ထားပါတယ်။ဒီလိုဖြစ်ရခြင်းအကြောင်းရင်းတွေတဲ့ကတခုကတော့ထောင်ကိုဆက်သားတဲ့1900ဆက်ကုန်ခုနှစ်အတွင်းမှာပီတိရှာရီဟာနေမီတခုလဲဖို့အဖွဲသုံးဖွဲစီပေးဖို့ကတိပြုခဲ့လို့ပါပဲ။ပထမဆုံးအနေနဲ့ဘမ်မဟန်ကွန်ပရှင်မှာပီတိရှာရီဟာအာရတီကိုခရီးပေးခဲ့တယ်။ကျွန်တော်တို့နဲ့အတူတူရဂီတွေကိုတိုက်ခိုက်ရင် ဒါတင်းဥစာပဲလို့ပြောခဲ့တယ်။ပြီးတော့သူတို့က site peacock စားချုပ်ကင်သွစ်တွင်နဲ့အတူချုံချိုခဲ့ပြီးအဲ့ဒီတဲမီကိုပြင်သစ်တို့အပိုင်လို့အတိမတ်ပြုခဲ့ပြန်တယ်။နောက်တော့ထောင်ဝါစကုံခုနဲ့ before ကြီးညာချက်မှာ သူတို့ကဒါဟာဂျူးတို့ရဲ့မူရင်းစာတီပဲလို့ပြောခဲ့ကြတယ်။ပီတိရှာတွေကသူတို့ကိုယ်တိုင်ပိုင်ဆိုင်ခြင်းမရှိတဲ့အဲ့ဒီမျိုးသုံးကြိမ်တိုင်တဲ့လှည့်ပြောင်းပေးဖို့ခတိပေးခဲ့ကြတယ်။သူတို့ကအယမ်းကိုစိတ်ကြီးဝကြတယ် အခုတော့ဒါတွေအားလုံးကိုသူတို့ပြန်လဲဖြည့်ရှင်းဖို့လိုအပ်ပါတယ်။ဒါပေမဲ့ပြည်တနာတို့ရဲ့မူလအစမြစ်ကဒီနေ့ကစခဲ့တာပါပဲလို့ဂျာဖာရီဆက်ကဗြိတိရှားတို့ရဲ့ကိုလိုနီစုမွေတွေကိုတနကပြခဲ့ပါတယ်။ကိုလိုနီပြုခြင်းဆိုတာသဘောတရားတစ်ခုမဟုတ်ပါဘူး။ခုချိန်မှာဗြိတိရှားအုပ်ချုပ်မှုအောက်မှာကျန်ရှိနေတဲ့နိုင်ငံအနှဲငယ်သာရှိပေမဲ့ပထမအကဘာစင်ပတိုင်းကဗြိတိရှားအင်ပါယာဟာ ကဘာပေါ်မှာဩသာထက်ဆုံးတိုင်တန်ဖြစ်ပြီးကဘာလေးပုံတပုံကိုအိုးဆိုးခဲ့တယ်ဆိုတာမိလျော့ထားလို့မရပါဘူးစစ်ချောင်းရာစုမှာပထမဆုံးအင်္ဂလိပ်သင်းမောတွေစိတ်ကန်းတာနဲ့ထွက်ခွာချိန်ကစလို့တိုက်ကြီးတိုင်းကလူတဦးချင်းစီရဲ့လွတ်လပ်မှုအားအဒီရဲ့ကြောက်ရွံ့သွားခဲ့တယ်လို့ပြောလို့ရပါတယ်ပြည်တင်းရဲ့ပေါ်ချမှုနဲ့အနာဂတ်ကိုချုံပင်ရင်တိုင်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ယနေ့ခေတ်ပြည်ပကကြီးတစ်ခုကိုပါလက်စတိုင်းမှာတွေ့နိုင်ပါတယ်ပြည်တင်းဟာ RNDC ကနေနိုင်ငံရေးနဲ့စီးရေးအထောက်အပံ့နှစ်ခုလုံးကိုလိုအပ်ခဲ့ပြီးအပြည့်အဝအားဖြင့် RNDC နိုင်ငံတွေရဲ့စီးလုံးညီညွတ်မှုကိုတိုးတက်အောင်ဟူညီပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဒါပေမဲ့ပြီးတဲ့ဟာ1999ခုနှစ်မှာ Bradford ဂျီနီယာချက်ကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီချိန်ကအော်တိုမန်ထိရောက်ထားတဲ့ပါလက်စတိုင်းကိုချူးလူမျိုးတွေပြောင်းရွှေ့အခြေချတာကိုထောက်ခံခဲ့ပါတယ်လို့ဆိုပါတယ်။ဒီလိုထောက်ခံခဲ့တာဟာပရမအခဘာစစ်မှာချူးလူမျိုးတွေရဲ့ထောက်ခံမှုကို ရယူဖို့မျှော်လင့်ချက်တဲ့ဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအချိန်ကပြည်ထောင်ဟာပါလက်စတိုင်းကိုထိခိုက်ထားခြင်းမရှိသေးဘူးဆိုတာနဲ့သူတို့ဟာမိတိအဖွဲ့အစည်းကိုမှတင်းတဲ့မျိုးကိုတတ်မှတ်ပေးပိုင်ခွင့်မရှိဘူးလို့အတိမတ်ပြုဖို့အရေးကြီးပါတယ်။ Israel Palestine Berber ကဟာအချိန်ကြာလာတာနဲ့အမီကပူပြီးဆိုးဝါးလာတဲ့အပြင်ပြည်ထောင်တဲ့တိုင်းဝက်တစ်ခုအဖြစ်ဆက်လက်သေးရှိနေပြီးရာပေါင်းများစွာသောလူတွေဟာဒီပြိပခါကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်လို့များစွာသောလူတွေဟာလည်း အိမ်ရမဲဖြစ်ခဲ့ကြရပါပြီ။အိန္ဒိယပါကစ္စတန်ပြည်သူဘာကလည်းထိုနည်း၎င်းပါပဲ။1948ခုနှစ်အော်ဟောလာဆန်နာရဲ့မှာအိန္ဒိယတန်ငယ်လွတ်လပ်ရေးရခဲ့ပါတယ်။အဲ့ဒီအချိန်ဟာမွေးဖွားခြင်းတရက်လို့ဖြစ်ခဲ့ပေမဲ့ဖြစ်ချခါရတာနဲ့လည်းတူပါတယ်။ဗီဒီရှားတွေထွက်ခွာသွားချိန်မှာအိန္ဒိယရဲ့ဒဲမီအစိမ့်ပိုင်းတချို့ကိုအရှေ့ပါကစ္စတန်နဲ့အနောက်ပါကစ္စတန်အဖြစ်ပိုင်းဖြတ်လိုက်ရာကြောင့်လွတ်လပ်ရေးနဲ့အတူကြောင်မတ်ဖွဲ့ရာခွဲခြားမှုတွေပါလာခဲ့ပါတယ်။ နှစ်ပေါင်း80ကြာပြီးတဲ့နောက်မှာအကြမ်းဖက်မှုဗရိမ်းမှုနဲ့လူသတ်မှုတွေဖြစ်ပွားခဲ့တယ်လို့လာဝိုင်းတွင်းမှာပဲအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာကက်ရှမီးယားဒေသအတွက်စစ်ပွဲတွေကိုနှစ်မြုပ်ခဲ့ကြပါတယ်။အဲ့ဒီစစ်ပွဲအကျိုးဆက်တွေဟာဒီနေ့ထိတည်အောင်နေဆဲဖြစ်ပါတယ်။ခင်မီရင်းနှီးမှုတွေပျက်စီးခဲ့ရပြီးမိသားစုတွေပြတ်တုံးခဲ့ရတယ်လို့ပထဝီဝင်တဲ့ဓမိတ်ကိုပိုင်းဖြတ်ခဲ့တာကြောင့်သမိုင်းတွေလည်းမာယွင့်သွားခဲ့ပါတယ်။ ယူအဒလေးတွေပြတ်သုံးသွားပြီးစိတ်ဓာတ်တွေလည်းပြတ်ပြားခဲ့ရပါတယ်။ဟိန္ဒူမွတ်စလင်ရလုံမှုတွေကိုဖန်တီးခဲ့တာနဲ့ဆက်လက်ဖြစ်ပေါ်စေခဲ့တာဟာဗြိတိရှ်အင်ပါယာရဲ့ဘူဝါဒတွေကအရေးကြီးဆုံးအမြင်မှုပါပဲ။သူ့ခွဲအုပ်စုချင်းဆိုတဲ့ကိုလိုနီစီမံကိန်းဟာအင်ပါယာအုပ်ချုပ်မှုကိုဆက်လက်ရွယ်ကူစေဖို့အတွက်ဘာသာရေးရလုံမှုတွေကိုလှုံ့ဆော်ပေးခဲ့ပြီး1948ခုနှစ်မှာတော့ကြည်ကွဲပွဲရာအထုတ်အထိပ်ကိုရောက်ခဲ့ပါတယ်။မနေ့တနေ့ကတည်းကဖြစ်ပြသွားခဲ့တဲ့အိန္ဒိယပါကစ္စတန် ကင်းမာမှုတွေဟာကိုလိုနီစနစ်ရဲ့စိုးမွေတွေပါပဲဘီဒိန်ဝန်ကြီးချုပ်ဟောဒေးဗစ်ကင်မရွန်ကဘီဒိန်နဲ့သူ့ရဲ့အင်ပါယာအမွေနစ်တွေဟာကမ္ဘာသမိုင်းဝင်ပြည်ထနာများစွာအတွက်တာဝန်ရှိတယ်လို့ထောက်ပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအမြင်ကမှန်ရမှာသလား။ဒေးဗစ်ကင်မရွန်ရဲ့ပတ်ချက်ကသမိုင်းနဲ့ပတ်သက်တဲ့လူဖွဲ့စည်းရဲ့ရှုမြင်ပုံနဲ့ပတ်သက်ပြီးအရေးကြီးတဲ့မေးခွန်းတွေပေါ်ပေါက်စေပါတယ်။ဘီဒိန်ရဲ့ကိုလိုနီအမွေနစ်တွေကအာဖရိကအစီအလယ်ပိုင်းနဲ့အာရှတို့နဲ့ ဆက်ဆံရေးကိုယနေ့တိုင်အစိတ်တော့ဖိနေစဲလားဆိုတာကိုလစ်တက်ကတို့ကဟင်ပါယာနဲ့ကမ္ဘာသမိုင်းပါမောက်ခအင်ဒရူးတော်မစင်ကခုလိုသုံးသပ်ထားပါတယ်ကိုလိုနီကအကြမ်းဖက်မှုရဲ့အမွေနှစ်တွေဆက်ရှင်နေပါတယ်အင်ပါယာရဲ့နောက်ဝိုင်းကာလတွေမှာပီတီရှာတွေဟာတော်လန်ရေးလုပ်တဲ့နေရာဒေသတွေကိုအပြည့်အထန်တင်းတင်းမှုကျူးစားခဲ့တာဟုတွေ့ရမှာပါကင်ညာပါလက်စတိုင်းမလေးရှားဇင်ဘာဝေနဲ့မြောက်အိုင်ယာလန်လို နေရာတွေမှာပီတီရှာတွေဟာ နိုင်ငံရေးမတည်ငြိမ်တတ်မှုတွေနဲ့အမျိုးသားရေးဆန့်ကျင်မှုတွေကိုထိန်းချုပ်ဖို့အတွက်ဖိနှိပ်ချုပ်ချယ်ဥပဒေရေးရနဲ့စီရင်နည်းလမ်းတွေကိုအသုံးပြုခဲ့ပါတယ်။တရားစီရင်မှုမရှိဘဲဖက်ဆင့်ထိန်းသိမ်းမှုရိုင်းနှက်မှုယဉ်ပန်းနေဆက်မှုတဲ့တပြက်မှုတွေဟာကိုလိုနီအုပ်ချုပ်မှုရဲ့နောက်ဆုံးနှစ်တွေအဖြစ်အမှတ်ရစေခဲ့ပါတယ်။ကိုလိုနီစနစ်ဖျက်သိမ်းစဉ်ကလာမှာဒီပြလဲနေနေစစ်စစ်ရေးတွေကိုပုံဖော်ခဲ့တဲ့အကြံဖတ်မှုတွေက ကိုလိုနီခေတ်လွန်အာဖရိကနဲ့အာရှအစိုးရတွေသူတို့မိသူတွေကို အုပ်ချုပ်တဲ့အချိန်မှာဘယ်လိုပုံစံဖြစ်လာတဲ့ဆိုတာကိုပုံဖော်ပြခဲ့ပါတယ်။ယင်ပါရရဲ့အတိတ်ကလုံးဝတည်ဆုံးသွားတာမဟုတ်ပါဘူး။စัญญမန်အဖြစ်ဒါဟာခင်ပြိုင်နိုင်ငံရေးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေသေးပါပဲ။ဒါဆိုရင်စနစ်ဗီဒီရှာနိုင်ငံရေးမူဝါဒအကျိုးစီးပွားနဲ့ဂျာဝင်ဆက်ဖတ်မှုတွေကိုနီယိုကိုလိုနီယံသဘောတော်ဝါရှိခဲ့လို့မြင်လို့ရပါတယ်။ပြည်ထောင်နိုင်ငံကနိုင်ငံအများပြားကိုလွှမ်းမိုးချုပ်ကိုင် ခဲ့တဲ့အချိန်ကစပြီး ကဘာမင်းဖြစ်စေ globalization ကို colonial ဆက်တဲ့ကအများကြီးအထောက်အပံ့ပြုတယ်လို့ပြောလို့ရပါတယ်1880ပြီးလောတစ်တွေကဆလို့အင်ပါယာကမြင့်တင်ခဲ့တဲ့ကုန်းစည်းဈေးကွက်တွေပေါင်းစည်းမှုဟာသူ့ရဲ့အလူပြူအပွဲစည်းတွေအတော့တာကောင်းကျိုးဖြစ်နေတယ်အင်ပါယာရဲ့မိခိုးဒန်ဘီလို့ခေါ်တဲ့ colonial ဒန်ဘီတွေအတော့ COI အကျုံးမြတ်တွေကအင်ပါယာပိုင်းပြိတိရှားရင်းနဲ့တိုင်းရှင်ကြီးအများကြီးတဲပါခဲ့ပြီးတခါတည်းလုံးဝမရှိခဲ့ပါဘူး COI ပေါင်းစည်းမှုနဲ့ရည်ကြီးမှုမျိုးစုံ ကွဲပြားမှုလို့ကြောင့်တက်တောင့်တက်တာအတူရှင်တို့နေထိုင်တိုင်းရဲ့လားလို့ကဘာပြုခိစေကဝေဘန်သူတွေကမိကုန်ထုတ်တဲ့အခါပြီးခဲ့တဲ့ရာစုနှစ်အများစုအတွက်ကဘာကြီးကျုံးတွဲခဲ့ရတဲ့ကဘာပြူဖြစ်စဉ်ပုံစံဟာလူမျိုးရေးအဆင့်အတန်းခွဲခြားမှုတွေနဲ့ခွဲခြားအုပ်ချုပ်မှုတွေပေါ်မှာဒါအခြေခံထားတဲ့ဆိုတာကိုတွေ့ရပါတယ်။ဘီဒိန်ဟာလူမျိုးပေါင်းစုံပါဝင်တဲ့ဟိမာယာဖြစ်နေပေမဲ့ဘီဒိန်ဟာတူပီရင်းမှာတော့ လူမျိုးစုဝယ်ရမှုတွေကိုလက်မခံခဲ့ပါဘူး။ဒါနရတာဟာယနိုင်ငံအားလုံးရဲ့လူမျိုးတွေအတွက်အားလုံးပါဝင်တဲ့အင်မာယာနိုင်ငံသားဖြစ်ရေးဆိုတဲ့သက္ကလုံတွေရှိခဲ့ပါတယ်။ဒါပေမဲ့လက်တွေမှာတော့ပြည်ထိုင်မှာအနောက်အိန္ဒိယကျူးစုံနဲ့အိန္ဒိယတိုင်းငယ်ကနေလာတဲ့ရွှေပြောင်းနေထိုင်သူတွေအတွက်နေရာမရှိခဲ့ပါဘူး။အကျိုးဆက်တွေကိုယနေ့ကျုံးတွေ့ရတဲ့အဖြစ်ပြက်တွေမှာမြင်နိုင်ပါတယ်။အထူးသဖြင့်ပညာရေးအလုပ်ကိုင်းဒါမှမဟုတ်အင်အားတွေမှာရင်ဆိုင်နေရတဲ့လူမျိုးရေးဆိုင်ရာနစ်နာမှုလို့ခေါ်တဲ့အခြေအနေတွေမှာ မြင်တွေ့နိုင်ပါတယ်ကိုလိုနီစနစ်ရဲ့စိုးမွေတွေကိုပြည်ရှာလောက်ကြားရောက်ခဲ့ဘူးတဲ့စာရေးတူတို့မြန်မာနိုင်ငံမှာလည်းခုချိန်ထိခံစားနေရဆဲပါမြန်မာနိုင်ငံဟာနှစ်ပေါင်းတရာကြာအုပ်ချုပ်ခဲ့တဲ့ပြည်ရှာလက်အောက်မှလွတ်လပ်ရေးရပြီးချိန်ကစလို့အစိုးရကွန်မြူနစ်နဲ့တိုင်းဒေသလက်ထက်ကအဖွဲ့တွေကြာပြည်တွင်းစစ်တွေဖြစ်ပွားခဲ့ပါတယ်ဒန်တန်ရဲ့အယူဝါဒကွဲပြားခြားတတ်မှုတွေဖြစ်ပေါ်လာခဲ့ပြီးနိုင်ငံရဲ့တိုးတက်ရမယ့်အနာဂတ်ကသဘောထားကွဲလဲမှုတွေကြပါပဲတိမ်မြုပ်တည်ခဲ့ပါတယ် စီးပွားရေးဟာလည်းကောင်းမွန်ပလာခဲ့ပါဘူး။တဆင်ရာသူအစောပိုင်းမှာပရိရှတ်ကိုလွန်ဒီကပြတိုင်းခဲ့ခင်မပြီးတော့တဲ့ဥရေတီနဲ့ဖိနှိပ်ချုပ်ချယ်တဲ့ဥရေတီကိုဆက်လက်ချစ်သုံးနေတာကြောင့်အပြတ်တဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေရှိနေစေဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာလုံခဲ့တဲ့နှစ်ပေါင်း80ကျော်ကတည်းကလူလည်ရေးရရှိလာခဲ့ပြီပဲခုချိန်ထိနိုင်ငံတော်ထုတ်တမ်းရေးအတွက်ဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ် အကျိုးအားဖြင့်ဆိုရရင်ဗြိတိရှားကုလိုနီနဲ့ချက်စနစ်ရဲ့အမွေနေဟာကမ္ဘာတရားအတော်များများမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခရီအပေါ်တည်တာထင်ရှားတဲ့တည်ရောက်မှုတွေဆက်လက်ရှိနေပါတယ်အထူးသဖြင့်အာဖရိကအာရှတဲ့အရှိအလယ်ပိုင်းကကုလိုနီတိုင်းရဲ့ဟောင်းတွေမှာဖြစ်ပါတယ်ဒီတည်ရောက်မှုဟာတိုင်းရင်းသားနဲ့ဘာသာရေးတည်မောက်မှုတွေဆက်လက်ဖြစ်ပေါ်စီရာပြည်ရင်းစစ်တွေပေါ်ပေါက်လာတာနဲ့စီးပွားရေးမညီညာမှုတွေဆက်ရှိနေတာဆက်တဲ့နီလန်မျိုးစုံတဲ့ ေါ်လွင်နေတယ်ဆိုတာကိုကျွန်တော်တို့အတိအနဲ့သတိချက်ဖို့လိုပါတယ်။ဗီဒီယိုလေးကိုကြည့်ပြီး like and subscribe မလုပ်ရသေးရင်လုပ်သွားပေးဖို့တောင်းဆိုပါရခင်ဗျာ။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။